ချင်းမြင့်နယ်ဖလန်းမြို့နယ်တွင်ဒေသခံတွေနေရပြန်နေထိုင်မှုစိုးစုထောင်နာခဲ့တဲ့မိုင်းတွေကိုရှင်းလင်းလှုပ်ဆောင်နေတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။စိုးစုတပ်တွေကဖလန်းမြို့လုံပီးဇာလိုင်းလုံရန်ဖာတော်တာဘာလိုင်းတလန်လိုလိုင်းလော်ကျင်မွဲစတဲ့ရက်ွက်နေရအနှံ့အပြားမှာချင်းနယ်မိုင်းတိုင်မိုင်းမြေမြုံမိုင်းတွေထောင်ထားခဲ့တာဖြစ်ပြီးလက်ရှိမှာမိုင်းလုံးရေ900ကျော်ကိုရှင်းလင်းနိုင်ခဲ့ပြီလို့တော်လိုင်းတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ မိုင်းတွေရှင်းလင်းနေတဲ့တပြိုင်နက်ရက်ွက်အတွင်ပျက်စီးနေတဲ့လမ်းတွေနဲ့ပြိုကျနေတဲ့ဖျားကြောင်နေအိမ်တွေကိုပြန်လည်နေထိုင်လို့ရအောင်ပြုပြင်ပေးနေရလို့ CNDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ရက်ွက်ရှစ်ခုနဲ့အင်ချေ3000ကျော်ရှိတဲ့ဖလန်းမျိုးဟာလက်ရှိအချိန်မှာတော့စောစုမီးရှို့ပျက်စီးခဲ့လို့ဖျားကြောင်နဲ့နေအိမ်တွေအပေါ်ဝင်အဆောင်2900ကျော်မီးလောင်ပျက်စီးခဲ့ပြီးဒေသခံအနေငယ်သာဖလန်းမျိုးမှာပြန်လည်နေထိုင်နိုင်ကြသေးတယ်လို့ဒေသခံတွေကပြောပါတယ်။ ချင်းမြည်ရဲ့ဒုတိယအကြီးဆုံးမြို့ဖလန်းမြို့မှာကျန်းရှိနေတဲ့စိုးစုရဲ့ချင်းလင်တရင်ခလာရ268လောက်ခန်းအင်အားတရာကျော်တဆွဲထားတဲ့တပ်ကုန်းစကန်ကိုချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကအေဘီလာခုနှစ်ရက်မှအလုံးစုံသိမ်းပိုင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။